စစ်ကောင်စီဘက်ကတေဆုံးထိခိုက်တယ်များပြားခဲ့တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်မများပြားတာဘယ်နေ့ရှိလို့လဲစစ်ကောင်စီက A နဲ့တွေ့လိုက်တယ်ဆိုတဲ့ချိန်တိုင်းမှာပေါ့နော်လုံးဝအတယောက်ပဲတန်ရရတယ်မစိုးရင်ရဆိုတဲ့ဟာလုံးဝမရှိဘူးအဲ့ဒါမမျောနဲ့တခါတလီလေးများမင်းတို့အမှန်တိုင်းပြောဖို့ဆန္ဒမရှိဘူးလားပေါ့နော်အခုလိုအလိန်အညာဝါဒဖြန့်ယုံတက်တက်ပဲမင်းတို့မှအုံနောက်ထဲမှာအဲ့ဒါပဲရှိတာလားအဲ့တော့ဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေတော်လိုင်းပြည်သူတွေကိုမင်းတို့လူကောင်မျိုးတွေမှတ်လို့လား မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ21ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်သတင်းကောင်းတွေပြောမယ်အဓိကတော့ခိုင်ဘက်ချန်းကပေါ့နော်အခါတက်တော့ AA နဲ့ဒါ VDS တွေနဲ့ပတ်သက်တဲ့သတင်းတွေပြောကြမယ်စစ်ကောင်စီဘက်ကအိုက်ဘက်ချန်းမှာဘလောက်ထိဖွဲ့စည်းပုံတွေပြတ်နေသလဲစစ်ကြောင်းတွေဘယ်လိုမျိုးတွေပျောက်နေသလဲပြီးရင်ဒါကဘာလုံးကြီးကိုဖြိုချပြီးနောက်မှာအခါတက်တော့ AA ကဘယ်လိုမျိုးတိုင်နီးစနစ်တွေပြောင်းလာသလဲ ဒါအိုက်နဲ့ပတ်သက်လို့လည်းပြောကြမယ်စစ်ကောင်စီကအဲ့ဟာတွေကိုဒါမခံနိုင်တော့လို့ပေါ့နော်ဝါရဖြန့်မှုအတွက်စိတ်တဲ့စစ်စင်ရေးတွေဘလို့လုံနေတယ်လဲဆိုတဲ့အကြောင်းတွေလည်းပါမှာဖြစ်တယ်လို့ဒီပါစာရင်နဲ့ပတ်သက်လို့ကျွန်တော်လိုက်ပြီးတော့စုံစမ်းထားတဲ့ထူးခြားတဲ့ဖြစ်စဉ်လေးတွေအဲသတိထားကြလေးတွေဒါလေးနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောသားမယ်ပေါ့နော်ပထမဆုံးဒါကြောက်ဖြူမြို့နယ်ကဒါမင်းပြင်းမိုးလေဝသရေဒါစကန်အဲ့ဒါကြီးကတော့တကယ်အားရစရာကောင်းတဲ့ဟာကြီးမဟုတ်လို့ပေါ့နော်ပြောတိုင်းမှာအရသာရှိနေတာပေါ့အဲ့စကန်းကိုရုတ်တီကြီးနဲ့နေရာဝေယူပြီးတော့ဓာတ်ပုံရိုက်တဲ့အဘသားတွေ အာခတ်တတော်အေရဲ့တစ်ချက်တစုဆိုလဲဒါပြစ်ချက်နဲ့အတူတူပေါ့နော်တချက်ပြစ်လိုက်တာတစုလုံးပျောက်သွားတယ်။တချက်တစုဆိုတော့ပြစ်ချက်နဲ့အတူတူဒါမာလ်ကီရသွားတာအာရစရာကောင်းတယ်ပေါ့နော်အားလုံးလည်းအဲ့ဒါတိလိုက်မယ်အာရစရာလည်းကောင်းတယ်အချို့လည်းရေးကြတယ်ပေါ့နော်ဘယ်လိုရေးလဲဆိုတော့ကိုကိုကိုကန်ဆိုးလာပြီထင်နေတာတဲ့ဓာတ်ပုံရိုက်ဖို့ပြေးဝင်လာတဲ့စစ်ကောင်စီစစ်သားနှစ်ယောက်ကိုတွေ့မှာငါကန်ဆိုးတာဘာမှမဟုတ်ပါလားဆိုပြီးတော့ဖြေသိမ့်နိုင်ခဲ့တယ် တော်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 ဆိုပြေးဝင်ပြီးတန်းစီတဲ့ဂျင်းဆိုပါသွားအဲ့တော့ဒီဖြစ်စဉ်ကိုစစ်ကောင်စီဘက်ကလည်းညင်းတယ်ဗျဒါတက်ထောက်ခံတဲ့သူတွေဆိုရင်ဒါဒီဗီဒီယိုကိုပေါ့နော်ဒါကျွန်တော်တို့လည်းတွေ့တွေ့ပါလိမ့်မယ်ကျွန်တော်တို့လည်းတင်ထားတယ်ပေါ့နော်ဒီဗီဒီယိုကတဲ့ဒါယူကရိန်းဘက်ကဗီဒီယိုလို့ပြောတယ်တဲ့အမေယူကရိန်းလို့ပြောတာပေါ့နော်ခံရတာတော့မှပဲသူပထွေးရုရှားကိုမထီဘူးရုရှားနဲ့ယူကရိန်း ပြင်းနေတဲ့အထဲကပေါ့နော်အဲ့တော့ယူကရိန်းဆိုပြီးတော့ဒါသူကခံရတဲ့ဘက်ကနေပြီးတော့သူကရုရှားဘက်ကနေလိုက်ပြောတာပေါ့ဗျာယူကရိန်းနေခံရတာပေါ့အဲ့လိုပုံစံမျိုးပြောတာဒါယူကရိန်းဗီဒီယိုပေါ့နော်အဲ့တော့ယူကရိန်းနေအရက်ပူပြီးတော့ပိမိန်ညောင်ညောင်နဲ့အသားမဲသွားအခုမှမမြင်ဘူးလို့အဲ့တော့ပြီးရင်ပြောသေးတယ်သူကဒါအေးစစ်သားတွေတဲ့စစ်ကောင်စီဘက်ကပစ်တာတဲ့အဲ့လိုမျိုးဒါလုံးဝပင်ပိတ်ပြီးတော့ညင်းတဲ့ကောင်တွေလည်းရှိတယ်ထုံးစံအတိုင်းလည်းဒါ AI ဆိုပြီးတော့ပြောကြတဲ့ဟာတွေလည်းရှိတယ်ပေါ့နော် ဲ့တော့ဘလို့ပင်ဖြစ်ပါစေဒီဥစ္စာကထုတ်ပြန်လာတာစစ်ကောင်စီဘက်ကမဟုတ်ပါဘူးအာကတတော် A ဘက်ကထုတ်ပြန်လာတာဖြစ်တဲ့အတွက်ပေါ့နော်ဘသူကဘလို့မျိုးပွဲချင်းပြီးတယ်လဲဘသူကစော်ထုတ်လိုက်တယ်လဲဆိုတဲ့ဟာကတော့အုံနောက်ရှိတဲ့သူဆိုရင်အားလုံးသိတယ်ပေါ့နော်အဲ့တော့သူတို့ဘက်မှာအာသာဖြေနေရတာလေးတော့ဒါတပိုင်းပေါ့လေနော်ငါတို့စစ်သားတွေစိတ်နဲ့ကြောက်မှဆိုလို့ငါတို့စစ်သားတွေအပြုံလဲကြီးဖြစ်သွားမှဆိုလို့ဒါပေမဲ့သူတို့ဘက်မှာနည်းနည်းစဉ်းစားတတ်တဲ့ကောင်တွေရှိတယ်ဗျအဲ့ကောင်တွေကကြတော့အဲ့ဖြစ်စဉ်ကိုလက်ခံတယ် လက်ခံတယ်ဆိုတာဒါကတော့ဒါစိတ်မကောင်းစရာပေါ့နော်ဒါကိုယ်စီကခေါင်းဆောင်နေညံ့ဖျင်းတယ်လို့ပဲပြောရမယ်လို့အဲပြီးရင်ဓာတ်ပုံကဒါအသက်တွေထက်အရေးကြီးသလားလို့အဲဒါမျိုးပုံစံမျိုးသူတို့အချင်းချင်းကြားမှာပြန်ပြီးတော့ဒါဝေဖန်တဲ့ပုံစံမျိုးတွေပြောကြရလက်ရှိတယ်ပေါ့နော်အဲ့တော့ဒီမင်းပြင်ရေဒါစကန်ပေါ့နော်မင်းပြင်မိုးလေဝသရေဒါစကန်နေရာကိုဝင်ပြီးခြေကုပ်ယူတဲ့စစ်ကောင်စီစစ်ကြောင်းတွေအခုအထိနာနေတယ်ပေါ့နော်အားခတ်တက်တော်ဟာဒါလက်နေကြီးအစွမ်းကိုရှေ့ကိုပြသခဲ့တာပေါ့နော်ဒီလိုမျိုးအထိနာတဲ့စစ်ကောင်စီစစ်ကြောင်းကဒါစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့သူကဒီမင်းပြင်ရွာနဲ့ ရေဒါစကန်ကိုနေရာဝင်ယူတယ်ခြေကုပ်ဝင်ယူတယ်ပေါ့နော်ခြေကုပ်ဝင်ယူတယ်အထိနာတဲ့စစ်ကောင်စီရဲ့ထုံးစံတိုင်းပဲအဲ့လိုမျိုးခြေကုပ်ဝင်ယူပြီးရတဲ့သူကအနီးနားပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကိုဒါလက်နက်ကြီး drone တွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒါကအကြောက်လန့်တကြားပြစ်ခတ်ရှင်းလင်းတာမျိုးလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့သူတို့ရှိမှဒီလိုမျိုးတာရကတွေရှိထားတယ်ပေါ့နော်အာကတတော်အေကနေရာဝင်ယူတာနဲ့ကျုံးခံရတဲ့တာရကတွေရှိထားတော့ ဒီနားပတ်ဝန်းကျင်မှာရှိတဲ့အာခတ်တော်တော်အေးအေးဒါပုံခုနေနိုင်တဲ့နေရာတွေကိုတို့တွေလက်နဲ့ကြည့်နေကြောက်လန့်တကြပြစ်ခတ်ရှင်းလင်းတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကြောက်လန့်ပြီးပြစ်တာမျိုးတွေဖြစ်နိုင်တယ်အဲဒါပြင်ဒါသူကဒီနားပတ်ဝန်းကျင်မှာရှိတဲ့ခြေရွာတွေကိုတမင်ကိုရန်ရှာတာပေါ့နော်ဆိုတာကအာခတ်တော်အေးအနေနဲ့ငါတို့ကိုဒီလိုလာလုံမယ်ဆိုရင်တွေ့လားမင်းတို့အေးနဲ့ပတ်သက်တဲ့မင်းတို့အရန်ချစ်လာပါကြည်ဆိုတော့ဒေသခံတွေကိုငါတို့ဒီလိုလုံရမယ်ဆိုပြီးအဲ့လိုလုံတာပေါ့နော်အဲ့ဒါကြတော့မရိုင်းတာပေါ့နော်ဒါပေမဲ့အဲ့လိုလုံလေပို့ဆိုးလေပဲ ဘာလို့လဲဆိုတော့ AI ကကျုံသွားတာရှိရပါတော့။ဒါလေချောင်းကနေပြီးတော့စစ်ကောင်စစ်ဘက်ကဒီမဆိုင်တဲ့အရသာပြည်သူတွေကိုဘုံကျဲတိုက်ခိုက်တာတွေဒေသခံတွေကိုဘုံကျဲတိုက်ခိုက်တာတွေပေါ့နော်အဲ့ဒီနဲ့ပတ်သက်လို့ပြင်းထန်စွာလက်တုံပြန်သွားမယ်ဆိုတဲ့နောက်ပိုင်းမှာဒီလိုဖြစ်စဉ်မျိုးကြီးတွေဖြစ်လာထိုးစစ်တွေတောင်မှပြန်ဖြစ်လာတယ်ခံစစ်ကနေပြီးတော့ထိုးစစ်ပုံစံမျိုးတွေကစားပြန်ပြီးတော့ဖြစ်လာတယ်စစ်ကောင်စစ်ဘက်ကတော်တော်လေးအထိနာကုန်ကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါဒေသခံတွေကိုပြဿနာရှာတာမျိုးအသက်အန္တရာယ်ရန်ရှာတာမျိုးဆိုရင်စစ်ကောင်စီပို့ပြီးတော့ခံစားရမှာပေါ့နော်အခုလည်းအဲ့လိုမျိုးခံစားရတာပါပဲစစ်ကောင်စီဘက်က ဒီဒေသခံပြည်သူတွေအဲလုံးဝပေါ့နော်ခက်ခဲလို့ပေါ့နော်ငါးတွေပါရှာဖို့အတွက်ပေါ့နော်ငါးရှာဖို့အတွက်တငါလုံသားတွေပေါ့နော်ဒီလိုမျိုးခိုးထွက်ပြီးတော့ဖမ်းဆီးတဲ့ခါတော့မှပဲဒါလက်တနက်နဲ့လိုက်ပစ်တယ်ဆိုတဲ့ဟာမျိုးတွေရှိခဲ့တော့ဒီကောင်လေးတော်တော်လေးကိုမှန်ရိုင်းတာပေါ့နော်အဲ့ဒါကြောင့်မလို့တို့အခုလိုမျိုးလက်တော့မြင်ခြင်းကိုခံရတာပေါ့နော်အဲ့တော့အဲ့ဒီဒီမင်းမြင်ရွာတဲ့ကစစ်ကောင်စီစစ်ကြောင်းကိုအာခတ်တော်အေက16ရက်နေ့နေ့လယ်မှာအပြင်းထန်ဝင်ပြီးတော့တိုက်ခိုက်တယ်ချိန်မုန်းတယ်ဝင်ရောက်တိုက်ခိုက်ချိန်မုံလောကချိန်မုံပြစ်တာနော်အပီးဘင်းမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျုံးတာပေါ့နော်အဲ့တော့ ထုံးစံတိုင်းမှာစစ်ကောင်စီဘက်ကအလဲလဲကွဲကွဲဖြစ်တယ်ပေါ့နော်အဲ့တော့ငကိုတွေကကြောက်လန့်နေကြတယ်ဖြစ်တဲ့အတွက်ပေါ့နော်အထိနာတာပေါ့အဲ့တော့ကျတော့ဂန်ဒီကန်နန်နေနေဗျာတည်မလားကြောက်လန့်နေကြဖြစ်နေဆိုရင်ဒီကြီးဖြစ်နေတဲ့အချိန်မှာဝင်ပြီးတော့ကျုံးခံရတော့ဟာတနက်ဆွဲရမလို့ဒုတ်ဆွဲရမလို့အဲ့လိုပုံစံမျိုးဖြစ်သွားနေမှာပေါ့နော်အဲ့မှာအကျုံးခံရတယ်အဲ့ဒါကြောင့်မလို့ဒါအကြဆုံးနေများပြီးတော့စစ်ကောင်စီဘက်က10ဦးကျော်ဒါအာရခတ်တော်အေကဖမ်းဆီးရရှိတယ်ဆိုပြီးတော့လည်းသိရတယ်ဒါလည်းအားရစရာကောင်းတယ်ဒါစစ်ကောင်စီဘက်မှာဒါမဲ့ ဘာဖြစ်လို့ဆယ်ဦးကျော်မိတာလဲမိဘာလို့မိတာလဲမိတာလဲအဲ့ဒါလေအကတတော်အေကတော့ပြောရမယ်ပေါ့နော်အဲ့တော့ဒီရွာတဲကဒီအဘသားတွေပေါ့နော်အခုလိုမျိုးဒါစင်းတင်းတိုက်ခိုက်ခံရတဲ့ချိန်မှာဒီခုနနေရာယူထားတာနှစ်နေရာ ਉਹ ဒါမိုးလေဝသရေဒါစကန်ရဲ့မင်းမြင်ရွာရဲ့ပေါ့နော်အခုစီးခံရတာမင်းမြင်ရွာကစစ်ကြောင်းစီးခံရတော့မိုးလေဝသရေဒါစကန်ကနေပြီးစစ်ကူလာတယ်အဲ့လိုစစ်ကူလာတဲ့ချိန်မှာတိုက်ပွဲတွေအပြန်အလှန်ဖြစ်ပွားတယ်ပြည်တာနဲ့စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေတောက်လျှောက်ပုံကျဲတာတွေအကြီးအကျယ်ကိုလုပ်ခဲ့တယ် ဒါပေမဲ့အာခတ်တော် A ကတော့ဘေးမတီရံမခပဲနဲ့ပြန်ဆုတ်ခွာနိုင်ခဲ့တယ်ဆိုတဲ့ဟာကအားရစရာကောင်းတယ်တိုက်စရာရှိရာတိုက်သိမ်းစရာရှိရာသိမ်းဖမ်းစရာရှိရာဖမ်းပြီးတော့ဆုတ်စရာရှိရာဆုတ်သွားတယ်အဲ့တော့စစ်ကောင်စီဘက်ကခံလိုက်ရတယ်အလဲလဲကွက်ကွက်ဖြစ်သွားတယ်စစ်ကူလာတယ်ဘာမှမကူလိုက်နိုင်ဘူးစစ်ကူကသူ့ကိုယ်သူပြန်ကူနေရတယ်လက်နက်ကြီးလေကြောင်းပစ်ကူတွေပေးတယ်ဒါပေမဲ့သူတို့ရဲ့စစ်သားတွေဒါကဥနာလို့ပေါ့နော်တိုက်ပွဲမှာအရှင်ဖမ်းခံရတဲ့အထိကိုဖြစ်သွားတယ်ဆိုတော့ဒါအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒါဒီစစ်ကြောင်းနှစ်ကြောင်းနဲ့ကတစ်ကြောင်းကလစ်သွားပြန်ပြီလို့ပြောရမှာပေါ့နော်အဲ့တော့စစ်ကောင်စီဘက်က ဟာခတ်တတော်အေနဲ့ရင်ဆိုင်ရတဲ့တိုက်ပွဲတွေမှာလုံးဝပြုတ်ပြုတ်ပြုံးနေတဲ့စစ်ကြောင်းတွေဘလောက်တော့များနေပြီလဲတည်သွားတဲ့စစ်သားတွေပေါ့နော်ဒါအလောင်းမပါဘဲနဲ့တကြုံနေရတဲ့သူတို့ရဲ့မိသားစုတွေဘလောက်တော့မှများနေပြီလဲဒါပေမဲ့ဂယုမဆိုင်ဘူးနော်နောက်တန်းလိုနေရာမျိုးမှာဒီစာကားဆက်ခွန်တက်ဆိုရင်သူ့ရဲ့တရင်တရင်တမထဏာချုပ်အောက်မှာရှိတဲ့တရင်တွေတော်တော်များများမှာအဲ့လိုမျိုးဒါနာရေးတွေအတုပတွေဖြစ်တယ်ဒါပေမဲ့လည်းအဲ့ဒီတည်သွားတဲ့ဟာကိုစိတ်မကောင်းဖြစ်ဖ ೇನೆ ပေါ့နော်ကြံတဲ့ကောင်တွေကဖဲရိုက်ဖို့အတွက်ပဲအာယုရောက်နေတာလေ အဲ့ကြအဲ့လိုမျိုးပုံစံမျိုးနဲ့ဘွားပြောင်းသွားတဲ့ရှစ်ကောင်စီစစ်သားတွေတော့တော့မျက်ရည်20ပေါ့နော်အဲ့တော့ A ကဒါကြောက်ဖြူစစ်တွေစတဲ့နေရာတွေမှာတင်ဒါစစ်ကောင်စီကိုချိန်မိုးနေတာမဟုတ်ဘူးပေါ့နော်အဓိကအခြားနေရာတွေမှာလည်းစစ်ကောင်စီကိုခေါင်းထောင်နိုင်အောင်တိုက်ခိုက်နိုင်နေခဲ့တာဖြစ်တဲ့အခုနောက်ပိုင်းကာလတွေဆိုရင်ပုံပုံပြီးတော့ဆိုးတဲ့စစ်ကောင်စီပျော်သွားအောင်လို့ပေါ့နော်ခွေးဝဲသားအောင်လေးလေးပြတယ်ပဲပြောပြောပေါ့နော်ချို့နေရာလေးတွေကိုဆုတ်ပေးလိုက်တယ်အဲ့လိုနေရာမျိုးတွေကိုစစ်ကောင်စီကအားရဝမ်းသာနေပေါ့နော် စစ်ကြောင်းတွေဝင်ပြီးတော့နေရာယူတဲ့အဲ့ချိန်ကျမှပြန်ပြီးတော့တပ်ကွင်းတွေရောက်တဲ့အခါပြန်ကျုံးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့စစ်ကောင်စီဘက်ကအထိနာလည်းဖြစ်စင်နေအများကြီးဖြစ်တယ်အဲ့တော့ဒီမကွေးနဲ့ရေကန်အဲ့နဲ့ရေကန်ကကဘာလုံးစကန်အဲ့ဒါလည်းတကယ်ကိုနာမည်ကြီးနေတာပေါ့နော်အဲ့ကဘာလုံးကြီးကိုဒါလုံးဝလက်နဲ့ကြီးနဲ့ပြင်းထုတ်လိုက်တာပေါ့နော်ပြိုကျအောင်ပစ်ခွဲပြီးတဲ့နောက်မှာအေကစိတ်ကြိုက်ပြင်းတာရှိတယ်အဲ့ဒါကဒါကဘာလုံးကို16ရက်နေ့မှာလက်နက်ကြီးကြောင်းမလို့ဒါကဘာလုံးကြီးပြိုသွားတယ်ပေါ့နော်အဲ့ဒါပြီးလို့16ရက်နေ့ကနေကပေါ့နော်ဒါစနိုက်ပါတွေ RPG တွေနဲ့အမုန်းကျွေးနေတာ အဲ့ကဘာလုံးကြီးပြိုသွားတဲ့နေရာမှာပေါ့နော်အမုန်းကျွေးနေတာအဲ့တော့ပို့ပြီးတော့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်စစ်ကောင်စီဘက်ကထိခိုက်တေဆုံးနေအရင်ထက်ပိုများမှာတေကြတယ်ဘာလို့လဲဆိုတော့အဲ့ကဘာလုံးထဲမှာသူကလူနာတွေထားတာဆိုပြီးတော့သိရတယ်ပေါ့နော်အခုတော့အဲ့လူနာတွေလည်းပြေးရနေပြေးပေါ့နော်လေးဘက်ထောက်ပြီးပြေးပြေးဒါထန်းစင်နေမပြေးဘလိုပဲပြေးပြေးပေါ့နော်ဒါသူတို့ group ချင်းနေတဲ့မှာပြန်ပြေးဝင်ရမယ်အနေထားအဲဒါကြောင့်လည်းဒါအခုဆိုရင်ဒါထွက်ပြေးတဲ့စစ်ကောင်စီတွေပို့ပြီးတော့များလာတယ်လေကြောင်းတိုက်ခိုက်မှုတွေလည်းအရင်ထက်ပိုပြီးတော့လှုပ်လာတယ်ပေါ့နော် အဲ့တော့နကူအနေကမှပေါ့နော်ဒီကောင်နေဒါခေါင်းမထောင်နိုင်ပါဘူးဆိုတဲ့အချိန်အခုလိုမျိုးစနိုက်ပါတွေနဲ့ပါဒါ RPG တွေနဲ့ပါကျွေးပြီဆိုတဲ့အချိန်ကျတော့စစ်ကောင်စီဘက်ကတော်တော်လေးကိုဖျို့ပြဲဖြစ်လာတဲ့အနေထားပေါ့နော်အဲ့တော့လေချောင်းကနေရိတ်ခါလာချပြီးနေတော့လုံးဝချိန်သားကైချိန်သားကైကိုပြင်းတာလက်နဲ့ကြီးနဲ့တကယ်အားခတ်တော့အေရဲ့လက်နဲ့ကြီးအစွမ်းကလုံးဝလေးစားလောက်တကယ်ခုနလိုမျိုးတန်းစီတဲ့နေရာကြီးကိုဒဲအီးပြဂျင်းနဲ့လုံးဝအကုန်လုံးမှောက်ထွက်သွားအောင်လို့ပြင်းနိုင်ခဲ့တဲ့ လက်နေကြီးအစွမ်းဆိုတော့ဗျာအခုလဲရိတ်ခါကောက်တဲ့နေရာကိုဂျင်းနဲ့ပြင်းတာပေါ့ပြင်းလိုက်တဲ့ချိန်မှာအဲ့မှာဒီစစ်ကောင်စီဘက်ကပေါ့နော်ဘိုးကြီးအဆင့်ရှိတဲ့သူတယောက်သေးတယ်ထိခိုက်တံရရတာလည်းရွှေ့ရှိတယ်ပေါ့နော်အဲလာချပေးတဲ့ရိတ်ခါနဲ့ဆေးဝါးတွေလည်းပျက်စီးသွားတယ်အဲသေပြီဆရာပဲအဲ့ဒါကဒါရှေ့ကဒါ16ရက်နေ့မှာဖြစ်ခဲ့တာပေါ့နော်16ရက်နေ့မှာဒီကဘာလုံးကြီးပါပြစ်ခွဲတာပေါ့နော်အဲအဲ့လိုပုံစံမျိုးနဲ့လုပ်ခဲ့တယ်ရိတ်ခါတွေလာချပေးတဲ့ချိန်မှာလည်းပြင်းထုတ်လိုက်တယ်ပေါ့နော်အဲ့တော့ ဒီအထဲထဲမှာရှိတဲ့စစ်ကောင်စီစစ်သားတွေရဲ့ဘဝကပူပူပြီးတော့တနေ့တခြားတနာစရာကောင်းလာတယ်။ရိတ်ခါမဖြစ်ရိတ်ခါလာချပြီးရိတ်ခါတို့တွေပါပြစ်ခွဲပြစ်တယ်ပေါ့နော်။အဲဆေးဝါးတွေကုသဖို့အတွက်ဗျာသိရမလား။တို့လောကရှေ့တန်းလိုနေရာမျိုးတွေမှာတဲ့။ဒီပိတ်မိနေတဲ့သူတွေကပေါ့နော်။ဒါဒဏ်ရာအနာတရားတေးသေးမမရှိလာတော့မှပဲဆေးဝါးကုသစရာမရှိလို့အသက်ဆုံးရှုံးတဲ့အစ်စ်နေတိဖြစ်နေတာပေါ့နော်။ အဲ့လိုအနေထားကြောင့်မလို့ဈေးဝါးတွေလာချပေးတယ်အခုကုသဖို့အတွက်ဈေးဝါးတောင်းပါလေဆိုမှအဲ့ဈေးဝါးကိုအာကတရောအေကလက်လက်ကြီးနဲ့ထပ်ပြင်းတော့ဒါပျက်စီးတာတွေထိခိုက်တာတွေရှိမှာပဲအဲ့တော့မလောက်ရတဲ့တရားဆက်ဖြစ်နေဦးမှာပဲပေါ့နော်အဲ့တော့ဒါနှစ်ယောက်ကိုပတ်တီတလေးတွေပါလေလာပါဦးမြို့စီတဝတ်ထိုးရောဒီကောင်စီတဝတ်ထိုးဒါမျိုးပုံစံမျိုးတွေလေလာပါပေါ့နော်ရိတ်ခါဆိုရင်လာပါအဲဓာလီးတွေဓာလီးတွေ သမင်းချက်လိုက်တယ်ပြီးရင်ဓာတ်နဲ့လီရော့မင်းတုံရော့မင်းတုံဒါမျိုးပုံစံမျိုးတွေတေချာပေါက်ဖြစ်နေလာပြီပေါ့နော်အဲ့တော့ဒါကအားရစရာကောင်းတယ်အဲ့တော့စစ်ကောင်စီကစစ်ကူပို့ဖို့ဇက်တိုက်စူးစမ်းနေတာဒီနေရာမှာပိတ်မိနေတဲ့ကောင်တွေကိုဆွဲထုတ်ဖို့ရောပြီးရင်အဲ့နေရာကနေပြီးတော့ဒါခန်းစစ်ပြန်ဆင်ပြီးတော့ရှစ်ဆက်တိုးနိုင်ဖို့အတွက်ကောသူတို့ကရည်ရွယ်နေတော့အခုချိန်ထိအဲ့ဒီမှာပိတ်မိနေတဲ့ကောင်တွေအကြီးပိုင်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုကောင်မျိုးတွေကိုဆွဲထုတ်နိုင်ဖို့ဒါမှမဟုတ်အင်အားဆက်ပြီးတော့ဖြည့်ပေးနိုင်ဖို့အတွက်ကိုစစ်ကူတွေတောက်လျှောက်ပို့နေတာ အဲ့လိုပို့နေတယ်ဆိုပေမဲ့လည်းတတိတဲ့အတိုင်းပဲအာခတ်တော်အေးနဲ့တပ်ဖွဲ့တွေကပူပေါင်းဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ထားတာအခုဘာမှလုံးလုံးမရတဲ့အနေအထားဖြစ်နေတာလန်တစ်ကလန်ဟောင်းတက်တာပေါ့နော်အဲလုံးဝဒါလန်ဟောင်းဘက်ကဆိုလဲပစီဘက်ကလန်တစ်ဘက်ကဆိုလဲဂုံကြီးဘက်ကအဲ့ဟာဆိုလဲအဲ့ရွာတွေကိုမကြော်ဘူးအဲ့ဒီနေရာတွေကိုမကြော်ဘူးအဲ့နေရာနားထီတော့သူတို့ရောက်လာတယ်အာခတ်တော်အေးတားတဲ့နေရာထီတော့သူတို့ရောက်လာတယ်ဒါပေမဲ့ရှေ့ဆက်ပြီးတော့မတက်နိုင်ဘူး ဖျို့ပြဲတွေဖြစ်နေတာအဲ့တော့အဲ့လိုမျိုးသူတို့စစ်ကူစစ်ကြောင်းပို့နေရင်းနဲ့ပေါ့နော်အဲ့စစ်ကူစစ်ကြောင်းတွေဘလောက်ထိအသေးပြောင်းများအောင်မလဲဆိုတဲ့ဟာကလည်းစောင့်ကြည့်ကြည့်စရာပဲပေါ့နော်အဲ့တော့သူတို့တွေစစ်ကူပို့နေတာကြာပြီတကယ်တကယ်တမ်းသူတို့ရဲ့အင်အားကြီးသူတို့ရဲ့လက်နက်သူတို့ရဲ့ဒါတုံးဆွဲနိုင်တဲ့လေကြောင်းဒါတွေနဲ့ရှင်ပြီးကြည့်မယ်ဆိုရင်ဒီနေရာကနေတော့နည်းနည်းတော့တက်တဲ့နေ လောကဗျာအဲ့ဒီခုနကဘာလုံးနေရာကိုတော့သူတို့ရောက်တင်နေပြီဒါပေမဲ့ဒါစစ်နီးပြူအားတွေတကယ်ကိုကောင်းကောင်းနေပေါ့နော်အပြင်းထန်ပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်နိုင်နေတာဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကအထီးကအကြဆုံးနေနဲ့အခုဒီရှေ့ဆက်မတိုးနိုင်တဲ့နေတာဖြစ်နေတယ်အဲ့တော့စစ်ကောင်စီရှေ့ဆက်ပြီးတော့ပဲတိုးနိုင်မလားအားကတော်တော်အေကပဲအခုလိုမျိုးအောင်ပွဲတွေဆက်ပြီးယူထားနိုင်မလားဆိုတဲ့ဟာကလည်းစိတ်ဝင်စားစရာကောင်းနေပေါ့နော်အဲ့တော့ဒါကဒါမကွေးတိုင်းထဲမှာပဲရှိသေးရပေါ့နော်အခုဒါ AR တိုင်း အရာဝတီတိုင်းတာပေါင်းရေကြီးလေးမျက်နှာရှားတဲ့နေရာတွေမှာလည်းတိုက်ပွဲတွေဇက်တိုက်ကိုဖြစ်ပွားနေတယ်။16ရက်နေ့ကဖြစ်ပွားတဲ့တိုက်ပွဲတွေမှာဆိုရင်စစ်ကောင်စီဘက်ကတေဆုံးထိခိုက်တွေများပြားခဲ့တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်။မများပြားတာဘယ်နေ့ရှိလို့လဲ။စစ်ကောင်စီက A နဲ့တွေ့လိုက်တယ်ဆိုတဲ့ချိန်တိုင်းမှာပေါ့နော်။လုံးဝအတယောက်ပဲတန်ရရတယ်မစိုးရင်ရဆိုတဲ့ဟာလုံးဝမရှိဘူးအဲ့ဒါမမျောနဲ့။နောက်လျှောက်ဖြစ်လိုက်တိုင်းမှာစစ်ကြောင်းပျောက်သွားပြန်ပြီဖွဲ့စည်းပုံပြတ်သွားပြန်ပြီအာကစင်ကလေးကထွက်ပြေးပြန်ပြီအာအရှင်ဖမ်းမိတာဒါဗနဆယ်ရှိပြန်ပြီပေါ့နော်။ ဲ့လိုပုံစံမျိုးတွေကြီးပဲတေချာပေါက်ဖြစ်တာအဲ့တော့ကျတော့ထိကိုက်နေတယ်လို့မစိုးရင်တန်ရရတယ်လို့ဆိုရဲဟာကအာခတ်တော်အေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာလုံးဝမျောလင်းလို့မရတဲ့ဇာကားအဲ့တော့အားရစရာကောင်းတယ်ပေါ့နော်အဲ့မှာထိကိုက်တည်ဆုံတာတွေများပြားခဲ့တယ်ဘုံမူအစစ်နေအပါဝင်အများပြားတည်ဆုံခဲ့တယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဘုံမူအစစ်ဆိုကနေ့ကသူတည်ကြတယ်အဲ့ထဲမှာဒါစေချောင်းမှုပုံစံမျိုးဖြစ်ရင်လည်းဖြစ်မယ် ယာယီတန်ရမှုပုံစံဖြစ်ရင်လည်းဖြစ်မှာပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့တိတ်ဆုံးနေကြတဲ့စစ်ကောင်စီစစ်သားတွေကမြေပြင်မှာအများကြီးရှိတယ်ပေါ့နော်အများကြီးပဲအဲ့တော့ဒါလေချောင်းတိုက်ခိုက်မှုတွေစတိုက်ပြုတ်လုခဲ့ပြီမြင်အခုလိုတိတ်ဆုံးထိခိုက်တွေများပြားနေတာကစစ်ကောင်စီအနေနဲ့ပေါ့နော်ဒါသူတို့ရဲ့အရေးပါဆုံးပြီးရင်အရေးအသာဆုံးဖြစ်တဲ့ဒီလေချောင်းတိုက်ခိုက်မှုတွေအလွန်အကျွံအသုံးပြုနေတာတောင်မှပဲမြေပြင်မှာစစ်ကိုနိုင်အောင်မတိုက်နိုင်တော့ဘူးဆိုတဲ့ဟာကအခါတော်တော်အေးနဲ့ရင်ဆိုင်နေရတဲ့စစ်ပွဲတွေမှာတွေ့မြင်နိုင်နေရေပေါ့နော်အဲ့တော့ စစ်ကောင်စီအနေနဲ့ကကြိုက်တဲ့နေရာမှာကြိုက်သလိုပုံစံမျိုးနဲ့သူတို့အတန်ကောင်းဟစ်လို့ရပါမယ်ပေါ့နော်ဒါအာခတ်တက်တော့အေနဲ့ရင်ဆိုင်နေရတဲ့နေမြေတွေမှာစစ်မျက်နှာတွေမှာတော့လုံးဝဘာသမ်းမှကိုမထွက်နိုင်အောင်ဖြစ်နေတဲ့အနေဒါအဲ့တော့ကျတော့ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီအခြေအနေတွေမှာဒါစစ်ကောင်စီဘက်ကနေပြီးတော့အလင်းဝင်တာတွေလက်လက်ချတာတွေအညက်ခံတာတွေဖမ်းဆီးခံရတာတွေလည်းများပြားနေတယ်ပေါ့နော်ရတ်တို့တင်တဲ့နေပေးပြီးတော့ဒီပါစတွေကိုပေါ့နော်ရက်30 45ရက်ဒါမျိုးပုံစံမျိုးတွေတော့မှ ရက်တို့တင်တန်းတွေပေးနေတာအရင်လိုမျိုးလနဲ့ချီတဲ့ပုံစံမျိုးတွေမပေးနိုင်တော့ဘဲနဲ့ဒါချက်ချင်းကြောင်းစင်းချက်ချင်းအဲတင်တန်းစင်းချက်ချင်းဒါရှေ့တန်းကိုလွတ်ချက်ချင်းတေခံခိုင်းအဲ့လိုပုံစံမျိုးတွေဖြစ်နေတာပေါ့နော်အဲ့တော့ရက်တို့တင်တန်းပေးတဲ့ပါရှာတွေနဲ့စစ်ကိုနိုင်အောင်တိုက်လို့မရနိုင်မှန်းကိုတော့စစ်ကောင်စီလည်းသိတယ်ဗျဒါပေမဲ့လည်းသူတို့မှရွေးချယ်စရာမရှိတဲ့အနေအထားဖြစ်နေတာဘာလို့လဲဆိုတော့ရွေးကောက်ပွဲလှုပ်ချင်တဲ့ကာလကနီးလာပြီလက်ရှိမြေပြင်မှာကြီးလိုက်တော့ကြတော့ပြန်ရယူနိုင်မဲ့နေမြေအနေအထားတွေကလုံးဝအခြေအနေမကောင်းဘူး အဲအဲ့တော့ကျတော့မြ мян ရနိုင်မှုအတွက်တကူအင်အားမြ мян သုံးရမယ်လို့ယူဆထားပုံရတယ်အဲအကြောင်းမလို့လဲဒါပါစတွေပေါ့နော်လက်ပူတိုက်ပြီးတော့သင်ပေးထားတဲ့ပါစတွေ ਨੇ ဒါအာခတ်တက်တော့ A ကိုတိုက်လို့ရမယ်အထင်နဲ့အင်အားတွေလွှတ်နေတာဖြစ်တယ်အခုတော့အဲ့ပါစတွေလည်းကိုကျိုးနေနေတာမနေဘူးပေါ့နော်အများကြီးပဲဒီရှေ့ကနေပြီးတော့ဒါတိုက်ခိုင်းနေတဲ့ဟာတွေအသေးခံပြီးတော့တိုက်ခိုင်းနေတဲ့ဟာတွေခုနှစ်ကဖြစ်စဉ်တစ်ခုဒါပါစတယောက်ရဲ့အတော်ဖြစ်သူလားမသိဘူးရေးထားတာတွေ့လိမ့်မယ်ပေါ့နော်စိတ်မကောင်းရမှလို့လို့ဝမ်းသာရမှလို့လို့ပဲဗျာသူရေးထားတဲ့ဟာကလည်း တကယ်ဘာလို့လဲဆိုတော့ तू ကဒီလိုမျိုးပေါ်တာဆွဲခံလိုက်ရတယ်ဆွဲခံလိုက်ရပြီးရနောက်ပိုင်းမှာဒါအခုလိုမျိုးစစ်ကောင်စီဘက်ကပေါ့နော်ဒါ तू သူ့ရဲ့ဒူလေးကိုဒါအတုံးချတာရှိတယ်ရှေတန်းကိုပို့တယ် तू သူတစ်ပါးအတက်ကိုလည်း तू ကမတက်ချင်းနဲ့ तू ဖြစ်တယ်အဲ့လိုမျိုးဖွဲ့နှဲ့ပြီးရေးထားပေါ့ဗျာဒါကတော့ဒါသွေးသားရေးချဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးနဲ့တော့ရေးကြတာပဲ ဒါပေမဲ့လေဒါပြည်သူတွေကတစ်ဖက်ကပြန်ကြည့်တဲ့ခါကျတော့လေဒီဟာနဲ့ပတ်သက်လို့ဒီလိုမျိုးခံရမယ်ဆိုတဲ့ဟာကိုသိနေတာပဲပေါ့နော်။ဘာဖြစ်လို့မရှောင်ကြတာလဲမတိန်ကြတာလဲ။အဲပြီးတော့ကျတော့ဒီဟာကစာနဲ့ရေးပြလို့ဒါဒီလိုပုံစံမျိုးတွေဖြစ်နေတာ။ပါစတွေကရှေ့မှာဘလို့ဖြစ်နေတယ်ဆိုတာခမားသိလို့လားဆိုပြီးတော့ဒါ PDF တက်ဖွဲ့တွေကလည်းပြန်ပြီးတော့တုံ့ပြန်ကြတယ်။ဘာလို့လဲဆိုတော့ပါစတွေကအခုနလိုပေါ့နော်အထဲကိုအကြောင်းမျိုးအကြောင်းရောက်သွားတယ်ခုနလိုပေါ့ဗျာ။အတင်းအရမပေါ်တာဆွဲပြီးတော့ရောက်သွားတယ်ဆိုရင်တော့မှပဲ။ တချို့ပါစားတွေကစစ်ကောင်စီထက်တောင်မှပို့ပြီးတော့စစ်ကောင်စီနေသေးတယ်ဆိုပြီးတော့အဲကျွန်တော်တော်လိုင်းတက်ဖွဲ့တွေစီကလည်းသိရတယ်ဗောနော်တခါတလေသူတို့တွေလောကဗောနော်သူတို့တွေကိုကြည့်လိုက်ရတဲ့ပုံစံက drone နေနဲ့ကြည့်ရင်မြင်နေရတာဗောဗျာအဲတော့ကြာဟာတဲ့ပါစားတွေဗောနော်ဖမ်းမိလိုက်တဲ့ပါစားတွေဆိုရင်အဲ့ခုနကလို့ကြည့်တဲ့ချိန်တော့ဟာငါတို့ကိုမင်းတို့ကပို့ပြီးတော့တော့ကျင်တဲ့ပုံစံဖြစ်နေသေးတယ်ဗောနော်စစ်ကောင်စီစစ်သားထက်တောင်ပို့ပြီးတော့မင်းတို့ကဒါလှုပ်ချင်ကင်ကျင်တဲ့ပုံစံမျိုးတွေမြင်တွေ့နေရသေးတယ်ဆိုပြီးတော့ပြောကြရလဲရှိတယ်ဗောနော်အဲအကြောင်းမလို့တချို့ကြတော့လဲ ဂယုဏတက်တယ်လို့တချို့ကြတော့လေဒါကဒါဒီလိုဖြစ်မမှန်သိရတဲ့နဲ့ဘာကြောင့်မလို့မရှောင်ခိုင်းတာလဲဆိုတဲ့ပုံစံမျိုးပြီးတော့ပါစဆိုပြီးတော့လည်းအထင်သေးလို့မရပါဘူးဆိုတဲ့ပုံစံမျိုးတွေပြောကြရတယ်ရှိတာပါလေနော်အဲ့တော့ဒီအလင်းဝင်တာတွေလက်နဲ့ချတာတွေအညံ့ခံတာတွေထွက်ပြေးတာတွေဖမ်းဆီးမိတာဟာအများကြီးကောင်းစင်ရတယ်အဲ့ဒါညက်ပတ်သက်လို့ကျွန်တော်တပ်ဖွဲ့ရင်းနဲ့လည်းစုံစမ်းသိရှိရတဲ့ခါတိုင်းမှာမေးပြတယ်မေးပြတယ်ဆိုတော့ဟဲ့အိုက်ဘက်ကအလင်းဝင်လာတဲ့သူမရှိလားကြီးလေးအဲဟာကိုဒီနေ့ဘယ်နှယောက်ဝင်လာတယ်ဟာအခုဟိုနေ့ကတော့ဘယ်နှယောက်ဝင်လာတယ်ကျွန်တော်တော့ဒေါသထွက်မှာဆိုလို့သွားတော့မကြည့်ဘူး အဲအဲ့လိုပုံစံမျိုးနဲ့ဒါလင်းဝင်နေတဲ့ဟာတွေကမြေပြင်မှာဒါအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒါတော့မှပဲဒါစစ်ကောင်စီကပေါ့နော်သူ့ဘက်ကနေပြအဲ့လိုမျိုးခေါင်းစဉ်မျိုးမျိုးနဲ့ဒါထွက်ပြေးနေတာတွေအင်အားပြုံးပြီးဖြစ်နေတာတွေရှိတာတော့မှပဲမြေပြင်မှာစစ်ကောင်စီကသူစစ်နိုင်နေတယ်လို့မျိုးဝါဒဖြန့်နေတာရှိတယ်အဲ့ဒါကတော့နိုဝင်ဘာ18ရက်နေ့မှာအရခတ်တော်အေတပ်ဖွဲ့ဝင်6ယောက် PDF တပ်ဖွဲ့ဝင်6ယောက်လက်နက်ခဲယမ်းနေတဲ့အတူသူတို့စီကိုအလင်းဝင်လာတယ်ဆိုပြီးတော့ဝါဒဖြန့်နေတာရှိပါတယ်အဲ့တော့ AA က6ယောက်ပေါ့နော်အဲခုနကအရခတ်တော်အေကလင်းဝင်ပါဆိုတော့6ယောက်က မင်းပြကြောက်တော်ပုံနှကျွန်းတန်တွဲဂွားမြို့နယ်တွေကဖြစ်ပြီးတော့တဲ့အဲ PDF 6ရောက်ကတော့တဲ့မအူပင်လေးမျက်နာဇလွန်ကြံကင်းရေကြီးကဖြစ်တယ်ဆိုပြီးတော့သိရတယ်ဗောနော်အဲ့ဒါကိုဒါပသိမ်ဗောနော်နောက်တော့တိုင်းစစ်ဌာနချုပ်ရှိတဲ့ပသိမ်အဲအဲ့ပသိမ်မှာသူတို့ဒါနာတခါမှာဗောနော်နာတခါမှာသူကခန်းနာနဲ့လက်ခံကြိုးဆိုတယ်ပြောဆုချင်းမြင့်ငွေတွေပေးတယ်ဆိုပြီးတော့လေဒါဖော်ပြထားတယ်ဗောနောထောက်ပံ့ငွေတွေပေးတယ်ဆိုပြီးတော့ပြောထားတယ်ဗောနောအဲ့ဒါနဲ့ပတ်သက်လို့ဒါဥက္ကိုင်းဒုက္ခကပြောတယ်အာကတတော် A ရဲ့ပြောခွင့်ရှိသူဥက္ကိုင်းဒုက္ခက ရေဖြစ်စင်တွေမရှိဘူးပေါ့နော်မဖြစ်ဘူးဒါဒါမျိုးတွေမရှိခဲ့ဘူးဒါကဘာလဲဆိုတော့စစ်ကောင်စီကခုနလိုမျိုးပေါ့နော်ရရသားပြည်သူတွေအတင်းဖမ်းဆီးပြီးတော့ A ကပါဆိုပြီးတော့ပြောခိုင်းတာမျိုးလည်းဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းပြန်ပြီးတော့ညှင်းဆို့ထားတယ်ပေါ့နော်အဲ့တော့သုံးသက်ကြည့်အောင်သုံးသက်ကြည့်အောင်ဆိုတော့အာခတ်တော်တော် AA ကစစ်ကောင်စီစီကိုလက်နက်နဲ့အလင်းဝင်တာဖြစ်နိုင်ပါမလားဆိုတဲ့ဟာတွေရှုတော့ပေါ့နော်ရှုတော့ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးအလင်းဝင်ပါလေဆိုတဲ့ဟာတွေအဲလက်နက်နဲ့တကွာပေါ့နော်ထွက်ပြေးတာတွေအလင်းဝင်တာတွေဆိုတာဘလို့အခြေအနေတွေမှာဖြစ်တာလဲ စစ်ရှုံးတဲ့အခြေအနေတွေမှာဖြစ်တာစိတ်တက်တွေကြဆင်းတဲ့အခြေအနေမျိုးတွေမှာဖြစ်တာစိတ်တက်ဘာလို့ကြဆင်းတာလဲမြေပြင်မှာစစ်ကိုနိုင်အောင်မတိုက်နိုင်တော့ဘူးဘလို့တိုက်တိုက်မနိုင်တော့ဘူးငါတို့တော့နေစဉ်နဲ့မြတ်ထိခိုက်သေးဆုံးနေများနေပြီရှေ့ဆက်သွားရင်တေတော့မှာပဲဆိုတော့စိတ်မျိုးတွေဖြစ်တာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါအလင်းဝင်တာဖြစ်တယ်အဲဒါဒါအဲ့လိုပြောလို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒါအလင်းဝင်တာပေါ့နော်အဲ့တော့ပြောရရင် AA ကအလင်းဝင်စီရအကြောင်းတော့မရှိဘူးပေါ့နော်ဒါဟာဝါရဖြန့်ယုံတသက်ဖြစ်တယ်အဲ့တော့ခုနပြောသလိုအခြေအနေမျိုးက AA ဘက်မှာဖြစ်နေလား ပြောချင်တာအာခတ်တော်အေနဲ့စစ်ကောင်စီနဲ့ရင်ဆိုင်ရတဲ့တိုက်ပွဲနေရာတွေမှာအေအေဘက်ကစိတ်သက်တွေကြာစင်းနေသလား စစ်တွေရှုံးနေသလားပေါ့နော်ပြောချင်တာပြောချင်တာပေါ့နော်စစ်ကောင်စီဘက်ကဝါဒဖြန့်မှုရဲ့ဒါဘယ်လောက်ထိပိန်သလဲဆိုတဲ့ဟာပေါ့နော်မဲကျွန်တော်ဘက်ကပြောသေးတာနီပိန်နီပိန်နဲ့မင်းကစိန်ပိန်နေအေးကဒါမြေပြင်မှာတကယ်စစ်ရှုံးနေတယ်ခုနလိုမျိုးပေါ့နော်စိတ်ထဲတွေကြဆင်းနေတယ်ပိတ်မိနေတယ်ငက်ပြက်နေတယ်တိုက်စရာလက်နက်ခဲရမရှိတော့ဘူးဆိုတဲ့အခြေအနေမျိုးဆိုရင်တော့လေတမျိုးပေါ့ဗျာသူတို့ဖြန့်တဲ့ပုံစံအခုကအဲ့လိုမှမဟုတ်တာဗျောင်းမြန်ကြီးဖြစ်နေတာသူတို့ ဖြစ်နေတာစစ်ကောင်စီကမြေပြင်မှာလုံးဝဓာလီထမင်းစားပြီးတော့ဗောနော်ထွက်ပြေးဖို့ပဲချောင်းနေတဲ့စစ်ကောင်စီစစ်သားတွေအများကြီးရှိနေချိန်မှာသူကအမဲအားခတ်တော့အေဘက်ကနေလင်းဝင်လာတယ်ဆိုပြီးတော့ဝါလာပြန်တာပြီးရင်အဲ့မှာကြည့်ကြည့်လိုက်သူတို့ကတကယ်အားခတ်တော့အေဘက်ကပြီးရင် PDF ဘက်ကအလင်းဝင်လာတာတေးကြတယ်သူတို့တေးကြပေါ့အဲ့ဥစ္စာမျိုးကိုဖြစ်စဉ်အမှန်တိုင်းသူတို့လက်ခံရတယ်ဒါမှမဟုတ်လေဒါသူတို့စီကိုတကယ်ဝင်ရောက်လာတယ်ဟေ့ဆိုရင်သူတို့ဒီလိုမျိုးနေမှာမဟုတ်ဘူး သိကြတယ်မျက်နာဝါမှာမဟုတ်ဘူးအခုမျက်နာတွေဝါထားတာတွေ့လိုက်မယ်ပြီးရင်ဒါဖြစ်စဉ်တွေအတိအကျပြောလိုက်မယ်သိကြတယ်ဖြစ်စဉ်အတိအကျပြောမှာဘယ်တိုက်ပွဲတုန်းကဘယ်လိုမျိုးဘယ်လိုမျိုးထိတွေ့မှုဖြစ်စဉ်ဖြစ်တဲ့အချိန်မှာအဲအဲ့လိုမျိုးပေါ့နော်ဒါဒီအခတ်တော်အေဘက်ကဘယ်နှစ်ယောက်ကလက်နဲ့ဘယ်နဲ့လက်ယူပြီးတော့ဘယ်ချိန်မှာဘယ်သူစီမှာအလင်းဝင်လာခဲ့တယ်ဘယ်စီကြောင်းမှာလဲအဲ့လိုမျိုးပုံစံမျိုးဖော်ပြတဲ့ကောင်သိကြအသေးချာကောအဲ့လိုဖော်ပြတဲ့ကောင်အဲ့ကောင်လေအချက်လက်တွေအခုမပါဘူးဗျာမျက်နာတွေဝါထားတယ်ဗျာဖြစ်စဉ်တွေမပြောပြဘူးဗျာ တို့သာခုနပြောလိုပေါ့နော်တကယ်အဲ့လိုမျိုးအမှန်တကယ်တို့စီကိုဒါလင်းဝင်ရောက်လာတာသိကြတယ်ဆိုရင်အဲ့လိုပုံစံမျိုးလုံမယ်စစ်ကောင်စီကျွန်တော်တို့ဒီဘက်ကသာပေါ့နော်ဒါထားပါတော့၃မန်းပဲဖြစ်ဘာပဲဖြစ်ဖန်းစီရရှိတဲ့ခါကျရင်တချို့မျက်နှာဝါးပြရရှိတယ်။ဘာကြောင့်ဝါးပြရလဲဆိုတော့မိသားစုတွေကိုတနာလို့မိသားစုတွေကိုကိုချင်းစာလို့ပေါ့နော်စစ်ကောင်စီကလိုက်ပြီးတော့အနေနဲ့ပေးမှာဆိုးလို့အဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့တာသမီကိုဒုက္ခပြုလို့မရရင်ဒါမိဘကိုဒုက္ခပေးတာစစ်ကောင်စီပဲရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကကြအဲ့လိုစိတ်ထားမျိုးရှိပါမလားကဲကျွန်တော်ပြောပါ အဲ့လိုမျိုးသာရပါပြီဟေးဆိုတဲ့ခါကျအချက်လက်အကုန်ဖုံးမှာဥပဒူဒေါ်ပဒူရဲ့သားဘယ်ဖြစ်စင်မှာဘာမျိုးစားလက်နက်ကိုယူလာပြီးတော့အလင်းဝင်ခဲ့တာငွေကြက်ဘလောက်ချင်းမြင့်လိုက်တယ်အဲ့လိုမျိုးပုံစံမျိုးသူတို့မှာလုံးဝကိုချင်းစာစိတ်လုံးဝမရှိဘူးကြံခဲ့တဲ့မိသားစုတွေကဘာမှမတွေးဘူးအဲ့လိုကောင်မျိုးအဲအဲ့လိုကောင်မျိုးကအခုမျက်နှာဝါးထားတယ်အချက်လက်တွေမပါဘူးဖြစ်စင်တွေမပြောပြဘူးအော်ရည်စရာကြီးဖြစ်နေတာပေါ့ဗျာအဲ့တော့မြေမြေမှာလည်းသူတို့ကစစ်နိုင်နေတာမဟုတ်ဘူးခွက်ခွက်လန်အောင်ယုံနေတာခေါင်းကိုမထောင်နိုင်ဘူးပေါ့နော်အဲ့တော့ဒါကပြောရရင်ဒါ အေးအေးမှုလို့ကိုပို့ပြီးတော့မဖြစ်နိုင်သေးတယ်ဆိုပြီးတော့ကျွန်တော်ကပြောရမှာအရခတ်တတော်အေးရဲ့စစ်သားတွေကဘလောက်ထိစိတ်အားထက်သန်တယ်လဲဘလောက်ထိရဲစွမ်းတက်တိရှိတယ်လဲဘလောက်ထိစွန့်လွတ်စွစားရှိရှိတယ်လဲပေါ့နော်လက်နက်ချအညံ့ခံမဲ့အစားအသက်တာတည်ခံလိုက်မယ်ဆိုတဲ့စစ်သားမျိုးတွေကြီးပဲကျွန်တော်တို့မြင်ရကြားရသိရတယ်ပေါ့နော်အဲ့တော့တကယ်ကိုစီကန်းစနစ်တကျပြေဝစွာနဲ့တိဆောက်ထားတဲ့အဖွဲ့ ခြားတပ်ဖွဲ့ဝင်တော်တော်များများအကုန်လုံးကလေးစားအားကြရတဲ့တပ်ဖွဲ့တစ်ခုကနေပြီးတော့တနက်ချအလင်းဝင်နေဆိုတော့မင်းတို့စစ်ကောင်စီကိုပြောချင်တာတခါတလေလေးများမင်းတို့ဖြစ်စေအမှန်လေးတွေဗာလေးတွေထုတ်ပြန်ဖို့ဆန္ဒမရှိဘူးလားတခါတလေလေးများမင်းတို့အမှန်တိုင်းပြောဖို့ဆန္ဒမရှိဘူးလားပေါ့နော်အခုလိုအလိန်အညာဝါဒဖြန့်ယုံတက်တက်ပဲမင်းတို့မှအုံနောက်ထဲမှာအဲ့ဒါပဲရှိတာလားအဲတို့ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေတော်လိုင်းပြည်သူတွေကိုမင်းတို့လူကောင်မျိုးတွေမှတ်လို့လားညို့လည်းညံနေတဲ့ကောင်မျိုးတွေမှတ်လို့လားပေါ့နော်မင်းတို့ပြောတိုင်းယုံအောင်ပေါ့နော် အားလုံးကစဉ်းစားတတ်တယ်အုံနောက်ရှိတယ်အသိဉာဏ်ရှိတယ်ကိုယ်ပိုင်အတွေးခေါ်ရှိတယ်ဒါကဖြစ်နိုင်လားမဖြစ်နိုင်လားရှိတယ်အခုလိုမျိုးငါတို့ရှင်းပြနေတာတော့မှဒါအပူဖြစ်နေသေးတယ်ကြီးသူတွေကအကုန်သိတယ်ဗောနော်အဲ့တော့မင်းတို့တော်တော်အုံနောက်နေတဲ့ကောင်နေဗောနော်အဲ့တော့ဒါဟာစိတ်တဲ့စစ်စင်ရင်အတွက်ဝါရဖြန့်ဖို့လုပ်တဲ့ဟာတသက်ပဲလို့ဒါပြောလို့ရပါတယ်အဲနောက်တစ်ခုကတော့ဒါကျွန်တော်ဥပါဘတ်ဆာရင်းနဲ့ပတ်သက်လို့ဗောနော်ခုနပြောတဲ့ဟာနဲ့တစ်ဆက်တည်းပြောရရင်အဲဒီရက်ထဲမှာကျွန်တော်တို့ဒါချင်းပြည်တဲ့ဘက်ကပေါ့နော်ဒါတချို့ ਨੇ ကျွန်တော်ပြောရတဲ့ခါကျတော့ သူသားကိုဒါပေါ်တာဆွဲွာတာသူတိတယ်ပေါ့နော်သူတိတယ်ပေါ်တာဆွဲွာတယ်ပေါ်တာဆွဲပြီးတော့ချင်းမိတဲ့ဘက်ကိုပို့ခံရတာလည်းသူတိတိတဲ့အချိန်မှာအဲ့ဒီနားမှာတက်ဖွဲ့တွေရှိတယ်အဲ့ဒီတက်ဖွဲ့တွေတော်လိုင်းတက်ဖွဲ့တွေပေါ့နော်အဲ့ဒီတက်ဖွဲ့တွေစီကိုချက်ချင်းကူးပြောင်းလိုက်ဖို့လွတ်လပ်ကူးကူးလေးအဲ့လိုမျိုးအဲ့အဲ့လိုမျိုးအခြေအနေမျိုးမှာသူကူးပြောင်းခိုင်းလို့လည်းရတယ်ပေါ့နော်အောက်ကဒီသူ့ရဲ့သားကသူ့သားကကူးပြောင်းခြင်းတယ် ူသားကခုနလိုစစ်ကောင်စီတဲမှာမနေခြင်းဘူး။သူပဲကြုံရရလေ။သူပဲခံနေရရလေ။တခုခုဆိုရင်ရှေ့တန်းကနေတိုက်ခိုင်းနေတခုခုဆိုရင်ပြစ္စည်းတွေတာပါညာဆိုသူတို့ကိုပဲတွေခိုင်းနေ။ပင်ပင်မမဲစင်းစင်းရဲ့နေခိုင်းနေပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့လှုပ်ခိုင်းတာ။အဲအဲ့လိုမျိုးနေထားအနေမှာသူအဲ့ဘက်အခြေအနေကိုရောက်တဲ့ခါကျတော့သူကဂိတ်တနေရမှာဂိတ်ထန်ရတဲ့ပုံစံမျိုးပေါ့ဗျာ။အဲ့ကြတော့သူကအဲ့ဂိတ်ထန်ရတဲ့အချိန်မှာသူသားကကြတော့အခွင့်ရေးလို့တွေးတာဒီလိုမျိုးထိုင်နေရတဲ့အချိန်မှာသူကဒါခုနလိုပေါ့နော်ဒါအလင်းဝင်ဖို့ဒါမှမဟုတ်လေဒလိုင်းတက်ဖွဲ့နေပူပေါင်းမှုအတွက်အခွင့်ရေးဆိုပြီးတော့တွေးတာ အဲ့ချိန်မှာသူ့ရဲ့အမေလုပ်တဲ့သူကအဲ့လိုမျိုးဘက်ကူးပြောင်းဖို့အတွက်ကိုသဘောမတူဘူး။ဘာကြောင့်လဲဆိုတော့သူကနောက်ထပ်နှစ်နှစ်နေပြီးသွားရင်သူသားကဒါပြန်ထွက်ရမှာပေါ့နော်။အခုသူသားကဒါမပါဘူးပေါ့နော်။ဒါရှေ့တန်းသွားမယ်ထင်မပါဘူး။အရင်တုန်းကတော့ဟုတ်တယ်ကြမ်းတမ်းနေပေါ့နော်။ညမဲ့အခုဂိတ်ထိုင်နေရတာဖြစ်တယ်ပေါ့နော်။အဲ့တော့ကြောင့်မလို့ဒါမပါဘူး။အခုထွက်ခိုင်းစရာမလိုတော့ဘူးဆိုတဲ့ပုံစံမျိုးတဲ့။ ။အဲဒါကြောင့်တားကထွက်ချင်တယ်မေကမထွက်ခိုင်းဘူးပေါ့နော်။အဲ့တော့အဲ့နေရာမျိုးတွေမှာတိုက်ပွဲတွေပြင်းထန်လာပြီဆိုတဲ့ခါကျရင်အဲ့အမေထွက်ခိုင်းခြင်းလဲထွက်ခိုင်းလို့မရတော့တာရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေကိုဒါချိတ်ဆက်လာတဲ့အပိုင်းတွေမှာတချို့ကစောလင်စွာနဲ့အဲကြိုတင်ပြီးတော့ချိတ်ဆက်လာတာရှိတယ်။တချို့ကကြတော့တိုက်ပွဲဖြစ်ပြီဆိုတဲ့ခါကျမှချိတ်ဆက်လာတာရှိတယ်ဗောနော်အဲ့ခါကျရင်တော့သူကစစ်တုံ့ပန်းပုံစံမျိုးလည်းဖြစ်သွားနိုင်တယ်အဲပြီးတော့အဲ့ချိန်ကျရင်တပ်ဖွဲ့တွေကိုကျွန်တော်တို့လက်ဆက်တွယ်လို့မရတာရှိတယ်တပ်ဖွဲ့တွေကလည်းအဆက်အသွယ်ခံမှာမဟုတ်တိုက်ပွဲတွေဖြစ်နေတာ ိုက်ပွဲတွေဖြစ်နေတာဖြစ်တဲ့အတွက်ဟိုဘက်ဒီဘက်ဘင်းဖို့ပဲစော်ဖို့ပဲစဉ်းစားနေတဲ့အနေထားအဲ့ဒီအခြေအနေမျိုးကြမ်းမှာကျွန်တော်ကသွားပြီးတော့ခုနကပေါ့နော်ပါစာတယောက်သူ့ရဲ့အမေကဆက်သွယ်လာလို့ပါဒီလိုမျိုးဒီလိုမျိုးဘကူပြောင်းနေလို့ပါဆိုပြီးတော့ပြောနေလေသူတို့အာယုံဆိုင်နေမှာမဟုတ်ဘူးဘာလို့လဲဆိုတော့တည်ရရှင်ရင်ဘက်တယ်ထဲမှာရောက်နေတာကျုံးမှုအတွက်ပဲစဉ်းစားနေရတာကိုမသိဘူးအတွက်ဂယူးဆိုင်နေရတာပေါ့နော်အဲ့ချိန်ကျရင်ကူပြောင်းမှုအတွက်မလွယ်တော့ဘူးအဲ့လိုမျိုးဆက်သွယ်လို့မရတဲ့အချိန်ခက်ခဲနေတဲ့အချိန်မှာသူသားတည်ဝနိုင်တယ်သူသားတည်ဝတဲ့ခါကျရင်သူ့ပြပဲဖြစ်တော့မှာပေါ့နော်အဲ့တော့တချို့ပါစတွေ ယ်ဆိုတဲ့ဟာကကြတော့အဲ့ပါစတွေကိုယ်တိုင်ကထွက်ပြေးဖို့ဆန္ဒရှိပေမဲ့သူရဲ့မိဘတွေကြောင့်မလို့တည်နေရတယ်ဆိုတဲ့အကြောင်းကိုလည်းသိစေချင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဂိတ်ထိုင်နေဆိုရင်ငွေကြေးရမယ်။ငွေကြေးရတဲ့ခါကျရင်သူတို့အိမ်ကိုပြန်ပြီးတော့ပို့နိုင်တယ်။အဲအခါကျရင်သူတို့သားပို့တဲ့ဟာကိုသူတို့ကသုံးဆွဲလို့ရမယ်။အဲပြီးတော့ကျတော့စစ်ကောင်စီတဲမှာသူကနှစ်နှစ်နေပြီးသွားတဲ့ခါကျရင်တာမန်အရသာပြန်လုပ်လို့ရမယ်။ဒါမျိုးမျှော်လင့်ထားတယ်ပေါ့နော်။အဲဒီလိုမျိုးပုံစံမျိုးနဲ့သူတို့ကဟာဘာမှဖြစ်ပါဘူးကွာဆိုပြီးတော့တွေးလိုက်တာတွေအကြောင်းမလို့လေပါစတွေတေးကြတာတွေများနေမယ်ပေါ့နော်။အဓိကတော့ အဲ့တွေးခေါ်တွေနဲ့ဆိုရင်တော့ဒီပါစာတွေကတည်နေအောင်ပါပဲအဲ့တွေးခေါ်တွေနဲ့မိဘတွေကတွေးနေအောင်မယ်ဆိုရင်ပါစာတွေလွတ်ဖို့လမ်းမမြင်ဘူးပေါ့နော်အဲကြောင့်မလို့ပါစာတွေကိုလည်းပြောချင်တာတခါလေကြာရင်ကိုပဲကြုံရတာကိုပဲခံရတာပေါ့နော်ရှေ့ကနေတက်ခိုင်းတယ်ဟာဟိုဘက်ကလည်းလက်နဲ့တွေနဲ့ပြစ်နေတာအဲ့လိုမျိုးနေထားမှာဘာမှကို့မှလည်းဒါတင်ကြားတက်မြောက်ထားတဲ့ဟာက ကလာအပိုင်းချားလေးနည်းနည်းလောက်ပဲဒါလက်ရက်ပိုင်းလောက်ပဲပေါ့နော်အဲ့လိုရက်ပိုင်းလောက်လေးနဲ့ဒါဟိုဘက်ကတလိုင်းတက်ဖွဲ့တွေကိုအနိုင်တိုက်ဖို့ကလည်းမဖြစ်နိုင်ဘူးအဲ့တော့ရင်ကော့ခေါင်းမော်ပြီးပဲအသေးခံဖို့ပဲရမယ်ပေါ့နော်အဲ့တော့ကိုကိုတိုင်းခန်းစားနေရတာဖြစ်တဲ့အတွက်တချို့အကြောင်းအရာတွေကြာရင်ကိုဘကိုပဲဆုံးဖြတ်ဖို့လိုတယ်ပေါ့နော်အဲ့လိုမှသာလင်ကိုပြအသက်ရှင်သန်ခွင့်ရမယ်မိဘဆိုတဲ့ဟာကအနောက်မှာပဲနေခဲ့တာမင်းတကယ်ကြုံနေရတဲ့ဟာကိုသူတို့တွေသိချင်မှသိလိမ့်မယ်ပေါ့နော်မင်းပြောပြသလောက်ပဲသိမှာဖြစ်တယ်အဲ့ကြောင့်ပါစားရင်နေနဲ့လေကိုရဲ့ဆုံးဖြတ်ချက်နဲ့ပေါ့နော်အမြန်ဆုံးရုံထွက်နိုင်ဖို့အတွက်လည်းဒီနေ့ကနေဆရာပြုခြင်းနဲ့ ဒီကတော့ဒါတလိုင်းတက်ဖွဲ့အနေနဲ့ကတော့စစ်မြေပြင်မှာတွေ့လာပြီးဟေ့ဆိုတဲ့ခါကျရင်ဟိုဘက်မှာနေနေသေးရကတော့ကိုရန်သူပဲအဲ့လိုပဲသဘောထားပြီးကျုံမှာအဲ့ခါကျရင်တော့ကိုကျိုးနေတဲ့အဖြစ်တွေမဖြစ်စေဖို့အတွက်အခုလိုပြောပြခြင်းဖြစ်တယ်ဗောနော်အဲ့တော့ အခါတတော်အေးနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီရဲ့အခြေအနေကတော့ဘလို့မှခေါင်းထောင်နိုင်စရာမရှိဘူးပေါ့နော်ခုချိန်ထိသူတို့ကရခိုင်ပြည်နယ်မှာသူတို့ရဲ့ရွေးကောက်ပွဲမျှော်လင့်ချက်လုံးဝရောင်းနေတောင်မရှိဘူးပေါ့နော်မြင်တောင်မမြင်ရဘူးအမုံလေးအမြူလေးတောင်မှမမြင်ရတဲ့အနေအထားဖြစ်နေတယ်အခါတတော်အေးကလည်းအခုဆိုရင်တချို့နေရာတွေမှာတံပြန်ထိုးစစ်ပုံစံမျိုးတွေလှုပ်ဆောင်နေတာကြောင့်မလို့စစ်ကောင်စီအတွက်တော်တော်လေးခက်ခဲချက်တဲမဲ့အနေအထားမျိုးတွေတော့မြင်တွေ့နေရတယ်ဒါပြင်ဒါစစ်ကောင်စီကလည်းဒီတနီယာတွေကိုပဲဖိဖို့ရှိတယ်ဒီတနီယာတွေကိုပဲဖိရတော့မယ်ဆိုတဲ့အနေအထားမျိုးမဖြစ်ဖို့တော့လိုတာပေါ့ ဒါကြောင့်မလို့အခြားနေရာကတပ်ဖွဲ့တွေအနေနဲ့ပို့ပြီးတော့ထားကြွလှုပ်ဆောင်တာမျိုးတိုက်ပွဲဝင်တာမျိုးတွေလှုပ်လာပြီးဆိုရင်တော့စစ်ကောင်စီလုံးဝသူ့အတွက်အာယုံဆိုင်စရာနေရာတွေအများကြီးဖြစ်လာတဲ့အခါဘာမှမလုပ်နိုင်တဲ့အနေအထားနဲ့ကြာရှုံးရလိမ့်မယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။